ထိုင်းနိုင်ငံဘန်ကောက်မြို့ကကြောက်ဖရားမြစ်ကူတရာတစင်းမှာ လူသက်သမားမင်းအောင်လိုင်ကိုငါတို့မကြိုဆိုဘူးဆိုတဲ့စာတမ်းရေးသားပြီးတော့မြန်မာအာဏာသိမ်းကောင်းဆောင်ကိုဒီနေ့ဧပြီ4ရက်မနေ့ပိုင်းမှာဆန္ဒပြခဲ့ပါတယ်စစ်ကောင်းဆောင်မင်းအောင်လိုင်ကဘင်္ဂလားပင်လယ်အော်ကန္တာဆုံနီးပညာနှင့်စီးပွားရေးပူပေါင်းဆောင်ရွက်မှုဘင်းစတိုက်ထိပ်သီးညီလာခံတက်ရောက်ဖို့အတွက်ထိုင်းနိုင်ငံဘန်ကောက်မြို့တော်ကိုမနေ့ကရောက်ရှိခဲ့တာပါ အာဏာသိမ်းကောင်းဆောင်တဲခိုတယ်လို့သိရတဲ့ရှန်ဂရီလာဟိုတယ်နဲ့မနီမဝေကဆွမ်ဒတ်ကြောက်ဖရားတရားပေါ်မှာ We do not welcome Matara Min Online ဆိုတဲ့စာတန်းကိုချိတ်ဆွဲဆန္ဒပြခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့အဲ့ဒီဆန္ဒပြစာတန်းဟာချိတ်ဆွဲဆန္ဒပြပြီးတနာရီအကြာမှပဲဖယ်ရှားခံခဲ့ရတယ်လို့သိရတာပါ။အာနာသိန်းကောင်းဆောင်ကိုဆန္ဒပြတဲ့အနေနဲ့ထမ်းရောက်မြန်မာတွေကဒီနေ့တရက်အလုံမစင်ကြဖို့ဓမ္မမဟုတ်အ내ရအဝတ်အစားတွေဝတ်ဆင်ကြဖို့ຫນွေဦးတော်လှန်ရေးရဲ့လူမှုသပိတ်အင်အားစုတွေကတိုက်တွန်းထားတာကိုတွေ့ရပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရ NUG ကလည်း ထိုင်းနိုင်ငံဘန်ကောက်မြို့မှာကျင်းပတဲ့6ချိန်မြောက် BIMSTEC ညီလာခံမှာဆိုးရွားတဲ့လူအခွင့်အရေးချိုးဖောက်မှုတွေနဲ့စိတ်ရဆိုးဝဲမှုတွေကျူးလွန်တဲ့မင်းအောင်လှိုင်ကိုပါဝင်တက်ရောက်စေတဲ့အပေါ်ပြင်းပြင်းထန်ထန်ပြစ်တင်ရှုံချကြောင်းမနေ့ကထုတ်ပြန်ပါတယ်။ဒါဟာတရားမျှတမှုနဲ့လူကုန်သိက္ခာရဲ့အခြေခံမှုတွေကိုမေးမိန်စေတယ်လို့ NUG ကဖော်ပြပါတယ်။မင်းအောင်လှိုင်ကိုဖိတ်ကြားခဲ့တဲ့ထိုင်းအစိုးရကိုလည်းထိုင်းပြည်သူတွေကြားမှာဝေဖန်မှုတွေမြင့်တက်လာနေပါတယ်။ထိုင်းအောက်လွတ်တော်အမတ်အဖဲပါတီအထွေထွေတွင်ရင်မှုကန်နာဝီကလည်း မြန်မာစစ်ကောင်စာကိုဖိတ်ကြားရတဲ့အကြောင်းရင်းတွေနဲ့ပတ်သက်လို့ထိုင်းဝန်ကြီးချုပ်အနေနဲ့လွှတ်တော်ကိုတေးသေးကြကြရှင်းပြဖို့လိုပြီးအဲ့ဒီလိုဖိတ်ကြားလက်ခံလိုက်တာဟာနိုင်ငံတကာစင်မြင့်မှာထိုင်းနိုင်ငံကဝေဖန်ထိုးနှက်ကြရလိမ့်မယ်လို့မနေ့ကကျင်းပတဲ့လွှတ်တော်မှာပြောဆိုခဲ့ပါတယ်ရှင်။